ိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုစီးမရှိကံမရှိရောက်သွားတတ်တဲ့သဘောလည်းရှိနှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမှာရှိခက်ခဲပေမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုဆုံးမမယ်ရင်ကျေးအောင် လုပ်မယ်ဆိုပြီးတော့ ကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟံတန်တန်စုံမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်တည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါပဲနော်အဓိကချက်ကယသဝဗျာလက်ထက်ကပန္တိတသာမဏေဆိုတာကြားဘူးတယ်နော်ဝင်လေး ုနှစ်နှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်သတ္တရဲ့ဥပိ္ပဇေဆရာရှင်သာတိဗုဒ္ဓရာနဲ့ကိုရင်ဝတ်ပြီးမကြာသေးပါမကြာခင်ပါပဲမြို့ထဲကိုဆွန့်ကန်လိုက်သွားတာလို့ဆွန့်ကန်လိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလေကွင်းတွေရှိတော့အဲ့ဒီလေကွင်းတွေကိုဖျက်ရတာပေါ့ဖျက်ရတဲ့အခါကျတော့လေကွင်းတွေထဲမှာလေသမားတွေကမြောင်းလေးတွေသွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေးသားအားလုံးမမြင်ဘူး အဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေက စိတ်ရှိသလားလို့မေးတယ်ဘုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာနောက်ခုနလေးလူကျင်ခုနလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလူကျင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာစိတ်မြင့်ရှိသလားဆိုတဲ့အတွေးနဲ့ကလေးတပါမှာမေးအကိုရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့ စိတ်မရှိတဲ့ရေကိုတောင်ကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမလို့အဲ့လိုစဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်မုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့တော့ဆိုတော့မြားရံတွေကိုဖြောင် မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည်မီးပေးမီးပေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက်တော့တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကိုစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာတော့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကစိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါငါစိတ်ကိုဘယ်နဲ့ကြောင်းဖြောင်းမတ်အောင် ရင်ကြီးအောင်အည်သွေးရှိအောင်လှုပ်လို့မရပဲရှိမလို့ငါဖြစ်အောင်လုပ်မယ်။အဲ့ဒီလိုတွေးတာ။အဲ့ဒါနဲ့ဘုံလို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီ။မြို့ထဲကျတော့အလုံးမျိုးစုံလုံကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လား။အဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလဲမင်းတွေလုံနေကြ။မြင်ခွင့်ကအစုံမြင်ရတာပေါ့နော်အဲ့ဒီလှဲဘင်းတွေလုံးနေတော့လှဲဘင်းတွေကဘုန်းတော်တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှဝိုင်းကြီးဖြစ်သွားတာ။အိုး အဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတို့ပဲကိုတို့ ਨੇ ရွေကြခုတ်ကြထစ်ကြပြုပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဗျာဒီတစ်သားတွေမှာရောစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်စောတော်ကလို့ပဲစိတ်မရှိတဲ့အသားဘောတော့လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတို့ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်လို့စဉ်းစား အဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ကိုတော့မကျင်းသားလေးနဲ့တော့ဆွံ့ရအောင်လဲဆွံ့ခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့တယ်ကိုရင်ကတာရှင်သာရိပုတ္တရာလည်းခွင့်ပြုတူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်လေးအခြေခံပြီးတော့သူ့စိတ်ကိုအစောတော်ကပြောခဲ့တဲ့ရိုင်းဆိုင်စီတတ်တဲ့အရာကဒေါသမောဟမာနအိတ္တမစီယစားရှိတဲ့ကိလေသာတရားတွေမဝင်အောင်တရားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင် နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုယန္တာဖြစ်တယ်။အဲ့ဒီမှာတကယ်ကိုရင်ပန္တိတာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်ပေါ့နော်။အဲ့ဒီမှာမြတ်စွာဘုရားစောစောကအဘုန်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုစုံမအောင်စုံမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပဲရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်။ဥဒကေကြီးနယတိနိဋ္ဌိကဥတုကာရဓမယတိတေသနံ ဓာရုံဓမယတိတစ္ဆကအတ္တနာဓမယတိပန္တိတာဒီကဒါလေးလည်းကောင်းဥဒကေညိနယံတိနိဋ္ဌိကနိဋ္ဌိကလေသမားတို့သည်ဥဒကံရေကိုနယံတိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးသွေပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥဒုကာရဓမယံတိတေဇနံ ဥတုကာရလေးသမားတို့သည်တေဇနံမြားတံကိုဓမ္မယန္တိအပူပေးပြီးဖြောင်းရတယ်။မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်းတန်းမမမှန်နိုင်မှာ။မြားတံကဝိတ်ဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်။အဲ့လိုပဲဘုမနုစိတ်ကလေးကလည်းဖြောင်းနေမှသိတရားရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်။ပြစ်မှတ်ကို မှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတံဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုံဘုံတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကေကြီးနေယတိနိဋ္ဌိကဥတုကာရဓမယတိတေဇနံဓာတုံဓမယတိတစ္ဆကဓာတုံဓမယတိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဓာတုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားစတော့တေယိုင်းတုံကြီးပဲလေ ဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပြည်ဘောကအတုံးဆောင်လည်းဖြစ်နိုင်တယ်သောတော့ကပြောလို့ရင်းနေရဲ့အစီပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နေရုပ်ထုလည်းဖြစ်နိုင်တယ်ဆင်းတုတော်လည်းဖြစ်နိုင်တယ်ဒီသေတာအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကနီးမှလည်းမှစနစ်တကျနော်ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်အမြုံမန်းနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချစ်တွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းကပြောတာပါဟုတ်လားဒါမြတ်စွာဘုရားက ကိုရင်တွေးခဲ့တဲ့အတွေးတွေကိုသိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးမြားသမားမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူးအဲဒါလိုပဲတဲ့နောက်ဆုံးကျတော့ဗာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့ဒကာမတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမเนาะအတ္တနံဓမယန္တိပန္တိတာ န္တာအမျော်မြင်ရှိရတဲ့အကြောင်းအကျိုးသိကြမြင်ကြတယ်။ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတယ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေ။အဲ့လိုပုဂ္ဂိုလ်တွေကဘာလို့ကြတော့အတ္တနာမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမ္မယန္တိသောသောကပြောသလိုရှင်ကြည်အောင်မယိုင်းဆိုင်အောင်ဆုံးမကြ၏တဲ့။ဂျီဟုကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်။များသမားမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်။ဟုတ်လား။ အဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလည်းတမမဖြစ်နိုင်နောက်ဆုံးစကားကျတော့ဘလို့ပြောမလို့ကိုစိတ်ကိုမှမစိုးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဘူးဒီလိုမျိုးတွေးရအောင်နော်